ဂျပန်နိုင်ငံမှာပဲရနိုင်တဲ့ထူးထူးခြားခြားဝယ်ဆောင်မှုများဂျပန်နိုင်ငံလိုပြောလိုက်တာနဲ့မြန်မာပြည်နဲ့မဆိုင်တော့တာကတော့ဒေချာသလောက်ရှိပါရဲ့။ဒါဆက်ထဲမှာပဲဂျပန်နိုင်ငံအကြောင်းကိုပြောရရင်ခေလဲမီစီကန်ရှိတဲ့နိုင်ငံဆိုတာကိုအားလုံးသိကြမှာပါ။ဒါအပြင်အထူးစံလေးထားတွေလည်းရှိနေပြီးတခါတလေကျွန်တော်တို့ကြားတော်မကြားဘူးဓာရီဖြစ်နေတတ်ပါရဲ့။ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကဂျပန်နိုင်ငံမှာပဲတွေ့ရှိရနိုင်တဲ့ထူးခြားတဲ့ဝယ်ဆောင်မှုတွေအကြောင်းပဲဖြစ်ပါရဲ့။ဘာတွေများဖြစ်မလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်ပါ။ နံပါတ်5တယောက်တည်းပျော်မင်္ဂလာဆောင်တဲ့ဝယ်ဆောင်မှုတော်တော်လေးချမ်းသာပြီးအပူရီလုံးရတာကြိုက်တဲ့သူတွေအတွက်ဒီဝယ်ဆောင်မှုကအထူးဝယ်ဆောင်မှုဖြစ်ပါတယ်မိမလည်းမယူခြင်းမူယောက်ျားလည်းမယူခြင်းမူမင်္ဂလာဝယ်ဆောင်နေတဲ့ဆွေတဲ့သူတွေအတွက်ဂျပန်နိုင်ငံရဲ့အထူးဝယ်ဆောင်မှုပါတယောက်တည်းမင်္ဂလာဆောင်ရလို့ထီထီကြီးဖြစ်မယ်လည်းမထင်လိုက်ပါနဲ့အခမ်းအနားနဲ့လူအတိုင်းဝိုင်းနဲ့စီစီကားကားကျင်းပပေးတာဖြစ်ပြီးဓာတ်ပုံလှလှလေးတွေလည်းရိုက်လို့ရမှာဖြစ်ပါတယ်လောကကိုမင်္ဂလာဆောင်တဲ့အရာသားကိုပေးဆွမ်းတာဖြစ်ပြီးတေချာပေါ့စိတ်ကျေနပ်မှုရစေမှာပါ ။နံပါတ်၄အငှားဤပေးတဲ့ဝန်ဆောင်မှုရည်စားမရှိတဲ့ပြည်သက်ကြီးတို့အကြိုက်တွေ့စေမယ့်ဂျပန်နိုင်ငံကအထူးဝန်ဆောင်မှုတစ်ခုဖြစ်ပြီးအတော်လေးနဲ့နာမည်ကြီးတယ်လို့ဆိုရပါမယ်။ဘယ်လိုမျိုးလဲဆိုရင်တော့တင်းကရည်စားလည်းမရှိတယောက်တည်းလည်းအထီးကျန်အမားကျန်နဲ့စိတ်ညစ်နေရပြီဆိုရင်တော့ဒီဝန်ဆောင်မှုကိုယူလို့ရပါတယ်။ဒီဝန်ဆောင်မှုကိုယူမယ်ဆိုရင်တော့ကိုယ်နဲ့အတူညလာအိတ်ပေးမဲ့သူတယောက်ကိုရရှိမှာဖြစ်ပြီးတီတီဒေါတာတွေပြောပြတာရယူဆိုင်ပေးတာတွေရသလိုညဘက်အတူဖက်ရည်ပေးမှာပဲဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကတော့လိုင်ပိုင်းဆိုင်ရာတွေလုံးဝပါဝင်ပတ်သက်ခြင်းမရှိဘဲစိတ်ချမ်းသာအောင်ကူညီပေးတဲ့ဝန်ဆောင်မှုတသက်ပါညာရင်းချင်းချစ်သူတယောက်ကိုပိုင်ဆိုင်ရသလိုကူညီဆောင်ရွက်ပေးမှာဖြစ်ပြီးသဘောမနှုန်းကောင်းတဲ့သူဆိုရင်ထမင်းဟင်းအောင်ချက်ကျွေးခဲ့ပါသေးတယ်အတော်ကောင်မှယူခြင်းစရာကောင်းတဲ့ဝန်ဆောင်မှုတစ်ခုပါပဲနံပါတ်3အငားတောင်းပန်ပေးခြင်းဝန်ဆောင်မှုဟုတ်ပါရင်ပြည်သက်ကြီးတို့နားကြမလဲပါဘူးဂျပန်နိုင်ငံမှာကိုကစိတ်တူဒေါသထွက်တာပဲဖြစ်ဖြစ်အမားလုံးမိထားတဲ့ကိုချစ်သူကလာမလျှော့ရင်ပဲဖြစ်ဖြစ်အငားတောင်းပန်ခိုင်းလို့ရတဲ့ဝန်ဆောင်မှုရှိပါရဲ့ တင်ကားတိတ်ကိုဒေါသကြီးတဲ့သူစိတ်တူစိတ်ဆက်တဲ့သူမလို့ဘသူကမှဖတ်မလို့ဘူးဆိုရင်တော့ဂျပန်မှာတောင်းမန်တဲ့ဝင်ဆောင်မှုကိုယူလို့ရပါတယ်။အငါတောင်းမန်တဲ့ဆိုပြီးပေါ်သေးသေးတော့မထင်လိုက်ပါနဲ့။ကိုသုံးမဲ့ငွေကြီးပမာဏပေါ်လိုက်ပြီးစာနဲ့တောင်းမန်ရင်တစေးအီးမေးလ်ကနေတစင်တောင်းမန်ပေးရင်တစေးဒါမှမဟုတ်လူကိုယ်တိုင်လာတွေ့ပြီးတောင်းမန်ရင်တစေးဆိုပြီးတတ်မှတ်ထားပါရယ်။ဒါရင်မကောက်ပါဘူးကိုကနေတစင်လဲသူများကိုလူစားနဲ့တောင်းမန်ခိုင်းလို့ရပါသေးတယ်။နံပါတ်1ပြတ်သွားတဲ့ရီစာဟောင်းနဲ့ကိစ္စအပြီးဖြတ်ပေးတဲ့ဝင်ဆောင်မှု ျွန်တော်တို့ဘဝမှာတစ်ချိန်တစ်ခါလောက်တော့ချက်ဖူးကြမှာပါ။စုံစည်းခြင်းနဲ့ရှိရင် ခွဲခွာခြင်းနဲ့ရှိတာကိုလည်းပရိသတ်ကြီးတို့သိကြမှာပါပဲ။စုံစည်းရခြင်းနဲ့အကုန်လုံးခွဲခွာရခြင်းမှာကျွန်တော်တို့ရဲ့အချက်အပေါ်တန်ရုံးစင်အတော်နဲ့မပြတ်နိုင်ကြပါဘူး။အဲဒီလိုဖြစ်လာတဲ့အချိန်ကြလို့ရှိရင်ရည်စားဟောင်းကိုမမိနိုင်တာလွမ်းနာတရိရတာတွေဖြစ်ပြီးမစားနိုင်မတော့နိုင်မရှူနိုင်မကင်နိုင်နေဖြစ်လာနိုင်ပါရဲ့။ဒီလိုပြစ်လာတာတွေကိုကုညီစိတ်ဖြတ်နိုင်မှုအတွက်ဂျပန်မှာကတော့ဝန်ဆောင်မှုပေးပါတယ်။အဲဒီဝန်ဆောင်မှုကိုတော့ပြတ်သွားတဲ့ရီစာဟောင်းနဲ့အပီးကိစ္စဖြတ်ပေးတဲ့ဝန်ဆောင်မှုလို့ခေါ်တာပါ။ အကယ်၍ကျွန်တော်တို့ကရေစားဟောင်းကိုမမိနိုင်လို့ဒီဝင်ဆောင်မှုကိုယူမယ်ဆိုရင်ကုမ္ပဏီကလူ၃ယောက်ကိုတင်းစီကိုဆေးလို့ပေးပြီးရေစားဟောင်းနဲ့ပတ်သက်တဲ့အမှတ်တရတွေဖုန်းထဲကဓာတ်ပုံတွေကိုထိအပြောက်ဖြောက်ပေးပါလိမ့်မယ်။ပြီးရင်တော့မမိနိုင်တဲ့သူကိုအားပေးစကားပြောတာရေစားအသစ်ရှာပေးတာတွေအထီးကူညီပေးပြီးတင်းရဲ့ရေစားဟောင်းကိုအပီးထိုင်မိအောင်ကူညီဆောင်ရွက်ပေးပါလိမ့်မယ်။နံပါတ်၁မိန်းကလေးရဲ့ပေါ်နေတဲ့အစိပ်အပိုင်းတွေမှာကြောညာကတ်တဲ့ဝယ်ဆောင်မှုမာဂတီစင်နာကိုတဆင့်မြင့်ထားတဲ့ဂျပန်နိုင်ငံရဲ့ကြောညာစနစ်ဆိုရင်ဒါကိုပဲလက်ညှိုးထိုးပြရမှာပါ။ ကိုယ့်ရဲ့ကုန်ပစ္စည်းမှတ်စိတ်ကိုကောင်းမလေးရဲ့ပေါ်နေတဲ့အစိပ်ပိုင်းတွေမှာကပ်ပြီးတော့ဖြစ်စေပုံနဲ့ဖြစ်စေကြောညာရတာပါပြောရရင်တော့လူတွေကိုကြောညာကပ်ပြီးရှောက်သွားခိုက်တဲ့သဘောမျိုးပါပဲအဲ့ဒါကမှတဆင့်မြက်ပြီးချော်တော်မော်တော်တာတော်ပါတာကောင်းမလေးတွေရဲ့အတွင်းသားတွေပေါန်နန်ဆင်းဆင်းလေးတွေလက်ပေါင်းဖွဲ့ဖွဲ့လေးတွေမှာအဓိကထားပြီးကပ်ပြီးတော့ကြောညာရပါတယ်အခုလိုကြတော့လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရပြီးပိုပြီးလဲသတိထားမိတယ်လို့ဆိုပါတယ်ဒီဝင်စားမှုကတော့အတော်ဈေးကြီးတဲ့စားပွဲဖြစ်ပြီးလုပ်ငန်းရှင်တွေအသုံးများတယ်လို့လည်းတည်ထားပါတယ် အခုတင်ဆက်ပေးခဲ့တာကတော့ဂျပန်နိုင်ငံမှာပဲမြင်ရနိုင်တဲ့ထူးထူးခြားခြားဝန်ဆောင်မှုတွေအကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးအောင်မလို့ Top Fan Page လေးကိုလည်း Like and Follow လေးလည်းပြုလုပ်ခဲ့ပါအောင်ဗျ။စိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။